ပြည်တွင်းကဗန်တွေနေနဲ့နိုင်ငံတကာဗန်နာရေးအဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ဆောင်ရွက်တဲ့နေရာမှာစိန်ခေါ်မှုနဲ့အတူအခွင့်အလမ်းတွေလည်းရှိတယ်ဆိုတဲ့အကြောင်းဗန်နာရေးဆိုင်ရာကျွမ်းကျင်သူတွေကပြောပါတယ်။ဥတိုက်စဉ်ပေးပို့ထားပါတယ်။မြန်မာနိုင်ငံကဗန်လုံငန်းနဲ့ဗန်နာရေးဆိုင်ရာလုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်စေဖို့ရည်ရွယ်တဲ့အလုပ်ရုံဆွေးနွေးပွဲကို ဒီကနေ့ဇူလိုင်လ29ရက်နေ့ကရန်ကုန်မြို့ဆုလီရှန်ဂရီယာဟိုတယ်မှာပြုလုပ်ခဲ့ပါတယ်။ပြည်တွင်းကဘန်လုပ်ငန်းတွေကြီးထွားလာဖို့နဲ့ဖွံ့ဖြိုးတိုးတက်လာဖို့ယူရပြီးပြည်တွင်းပြည်ပကဘန်လုပ်ငန်းဆိုင်ရာကျွမ်းကျင်သူတွေဆွေးနွေးခဲ့တာပါ။ဒီဆွေးနွေးပွဲကိုကိုယ်တိုင်တက်ရောက်ဆွေးနွေးခဲ့တဲ့ဘန်လုပ်ငန်းရှင်တူကပြည်တွင်းဘန်တွေအနေနဲ့နိုင်ငံတကာကဘန်နာရေးဖွဲ့စည်းတွေနဲ့ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့ကစိန်ခေါ်မှုနဲ့အတူခွင့်လန်းတွေကတည်းရှိနေတယ်လို့ DVB ကခုလိုပြောပါတယ်။တော့ကဘာအနှံ့မှာဖွဲ့ကြီးတွေ network နော် through staff တွေလည်း highly skilled သူတို့ပြင်သူတို့ဝန်ထမ်းကျပညာရေးအဆင့်ကမြင့်ပြီးသားတော့တွေ့ကြပါလားမလုံးလားတွေ့ကြပါအများကြီးတို့ကမနေ့တည်းတည်းမှာတရားပါတော်ဆောက်တယ်ရှင်းခွင့်မှုတွေအများကြီးအဲ့တော့မင်းပြောတာခွင့်လားဆိုတော့သူတို့ကတို့ကိုကူညီရယ်နော်ကူညီရယ်နော် cooperate လုပ်ရယ်သူတို့ရှိတဲ့ training တွေရမယ်သူတို့ရှိတဲ့ skills တွေသူတို့ကလွယ်ကူပေးရင်ပေါ့နော်တို့ရမယ်အဲ့ဒါခွင့်လိုက်လို့ရှိတယ် ဒါပေမဲ့သူတို့ရဲ့စီးပွားရေးလာရှာလာအဆန်လာရှာနော်တဲ့အတွင်းတော့ကြဟိုအားကြတော့ရမှာမဟုတ်ပြည်ပင်ဗန်တွေဖွံ့ဖြိုးတိုးတက်တာပေါ့တို့လက်တွေမှာတော့ပြောတလို့မလွယ်ကူသေးပါဘူးအာဟုစကြတာလေတို့အော်လူနေတယ်ပါလေးတေးသေးလေးတွေ့ကြုံရှိသေးတယ်တို့ရှာတွေ့ကြုံဟာရအောင်လို့ရှင်နော်တို့ကဟို knowledge ရရှင် skills ရအောင်လို့ရှင်နော်လက်တွေ့သင်ကြားပေးဖို့ဟာတို့ရှင် เนาะเอออะห่าโหว่ากูคนละပြောเลยสิเวทุกข์ก็มาปูญีตองมาပြောราล้วยเลยปูญีบาซะมั้ยตัดด้วยจ้ะတော့ไม่ละอูเนาะอะไรแค่ๆสิจันดาเนี่ยတော့ว่าโตโกบังเองลงไปซะเลยเนาะซอฟต์แวร์หมดเนาะจนไอ้พวกเราชื่อด้วยจုံชื่อเราแชร์ลงตามမျိုးนี่อ้ายอีเว้ยตุ๊ลัวเฉ็ดเนี่ยอ้ายโหพวกเราอแกกุญญีมาที่ยอกกุญญีมา လက်တွေ့ကြတော့ဟိုပြောတော့လွယ်လက်တွေ့ကြတော့မပေါဘူးဒီလိုရုံးဆွေးနွေးပွဲကိုပြည်ပကဗန်လုံငယ်နဲ့ဗန်နာကြီးဆိုင်ရာနယ်ပယ်ကကျွမ်းကျင်သူ200ကျော်တို့အပြင်ပြည်တွင်းကကျွမ်းကျင်သူတချို့လည်းပါဝင်တက်ရောက်ဆွေးနွေးခဲ့ပါတယ်ခင်ဗျာကျွန်တော်တိုက်စင်တရင်ပေးပို့ထားတာပါ